ရှယ်ရီမိုင်စင်ကောင်ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဒေါ်လာသေးတွေကြာနေပြီ၄000အောင်နေပြီပတ်သေးတွေတပတ်ကိုမြန်မာငွေ122ဝန်းကျင်ရောင်းနေရွေးဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံမှာဆိုရင်လေဒေါ်လာဈေးရဆိုရင်ပြည့် ဘူပန်းတက်မှတ်တာက3600ဒါပေမဲ့အပြင်မှာရောင်းဝယ်ဖြစ်နေတာက4000ဝန်းကျင်ဆိုတော့နည်းနည်းလေးနှီးစက်တယ်လို့ပြောရမယ်။ဗတ်ဈေးတွေလည်းကျနေပြီ။မြန်မာနိုင်ငံမှာမကျသေးရသလိုရွှေသေးပဲဖြစ်ပါတယ်။ရွှေသေးဟာလက်ရှိဆိုရင်89သိန်းတစ်ကျပ်သားဟော89သိန်း4000ဝန်းကျင်ရှိတယ်။သိန်း80ဝန်းကျင်ရှိတယ်ပေါ့နော်။ဒါကတော့ပြီးခဲ့တဲ့လတည်းကဒီတိုင်းပါပဲမကျသေးပါဘူး။တိတိတသာကျလာတာဆိုလို့ဒေါ်လာဈေးနဲ့ဗတ်ဈေးပဲဖြစ်ပါတယ်။ဒေါ်လာဈေးကယခုဆိုရင် ၄00အောင်ရောက်နေပြီဗတ်ဈေးရသုံးမြေတစ်ပတ်ကို122 121နဲ့အယောင်းဝယ်ဖြစ်နေပြီပေါ့နော်ဒီအရင်ပြီးခဲ့တဲ့လဆိုရင်ဒေါ်လာဈေးက4000ကျော်တယ်4300ဝန်းကျင်ရှိတယ်ဗတ်ဈေးရသုံးဖြစ်130 128အဲ့ဒီဝန်းကျင် ဖြည့်တယ်ပေါ့နော်အခုဆိုရင်တိတိသာသာထိုးကြလာပြီပဲဖြစ်ပါတယ်အဲ့တော့နောက်လာဒီနောက်လာဒီမှာဒီကဘာမှာရှိတဲ့ဒီ ဒေါ်လာဈေးတွေ exchange rate တွေကဘယ်လောက်ထိသွားမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့ဒီရွှေဈေးကလည်းကြားနိုင်တာလားဒါမှမဟုတ်ထပ်တက်နိုင်လားဆိုတာလည်းစောင့်ကြည့်ရမယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်အလားလေးလာပြောပြပေးတာပါနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျ